ရနေတော့ကမ္ဘာဖလာရသွားခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲပရိသတ်များလောက်ဝဲမိန်လားများ CC Ibank ကိုရှေ့ကိုအေဂျင့်မှာကနေပြန်လဲကြိုးလိုက်ပါရင်ခရစ်စတီယာနိုတို့တရားပေါ်တူဂီနဲ့တူ Nation League ဆိုလာရရုပ်ပြီးတဲ့နောက်မှာဟိတ်တန်တော်များများရဲ့မန်စီနဲ့နိုင်ရှင်ဝေဖန်မှုတွေကပြန်လဲထွက်ပေါ်လာခဲ့ပါရင်ရယ်လိုဆိုတာကဒွေဘကန်ဖီကိုရုခိကနေအခုအမ်ဘာဘေဟာလန်ရာဘယ်တို့ခိအထိထိတဲ့ကစားသမားတယောက်ဖြစ်ရက်တည်နိုင်ခဲ့တာဖြစ်ပါရင်အာရီနာတိုက်စင်မန်စီနဲ့ဆယ်စုနှစ်တခုစာလောင်နေပါရှင်ပြိုင်ခဲ့ပေမဲ့သူတို့နှစ်ယောက်ကြားမှာဘာပြဿနာမှမဖြစ်ခဲ့ပဲအေးအေးဆေးဆေးရှိကြပေမဲ့ ပြည်သက်တွေကတော့အခွင့်အရေးရရတယ်လို့သူတို့နှစ်ဦးကိုနှိုင်းရှင်ပြောဆိုမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ Radical World ကြားတဲ့သူတွေကလည်း Radical အားပေးလို့ရတယ်လို့ Messi ရဲ့ကစားဟန်ကိုနှစ်သက်တဲ့သူတွေကလည်း Messi ပြည်သက်လို့လို့ရပါတယ်။ Radical တိုင်းကလည်းသူ့ကိုသဘောကျလို့ Messi ကိုမုန်းစရာမလိုဘူးဆိုပြီးဖြောက်ပြောထားတဲ့အထိသူတို့နှစ်ဦးကြားမှာဘာအာဃာတဘာအညှိုးမှမရှိလာဘူးမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ပြည်သက်တွေကတော့ဒီကစားမနှစ်ယောက်ကိုအခုချိန်ထိနှိုင်းရှင်နေဆဲဖြစ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်စောင်းမြောင်းပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။2022ခုနှစ်မှာတိုင်ငင်တုန်းကတော့ပြည်သက်တွေအကြားမှာ Messi ကပိုကောင်းတယ်၊ Ronaldo ကပိုကောင်းတယ်အစားအဖြစ်အပြန်အလှန် ပြောဆိုဆွေးနွေးမှုတွေနှိမ့်ချပြောဆိုမှုတွေရှိခဲ့ပေမဲ့မန်စီကလပ်လာရသွားခဲ့ပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးကြားဘသူပိုကောင်းလဲညှင်းခုံမှုတွေဟာရပ်တန့်သွားခဲ့ပါတယ်။အထူးသဖြင့်မန်စီအမာကပရိသတ်တွေဟာဘရက်ဒိုကိုကွာပလာရဘူးလားဆိုပြီးတော့ troll လုပ်တာတွေစားနောက်တာတွေကိုပေါ်လွှင်လာကြပါတယ်။ရက်ဒိုကွာပလာပြိုင်ပွဲကို၅ချိန်အထိဝင်ရောက်ရှင်မြန်ခဲ့ပေမဲ့အမြင့်ဆုံး quarter final အဆင့်ထိသာတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ရယ်ဒိုရဲ့ကစားမဘွားမှာလည်းလိုအပ်နေတဲ့ဆိုဗလားဆိုလို့ကဘာဗလားတစ်ခုလည်းကြံရှိတော့တာဖြစ်ပြီးတော့ဒါဟာလည်းရယ်ဒိုအတွက်မပြေးစေတုံသေးတဲ့အိမ်မက်တစ်ခုလည်းဖြစ်ပါရင် လာမယ့်2016ကမ္ဘာပလာဟာရယ်ဒိုအတွက်နောက်ဆုံးသောကမ္ဘာပလာပြိုင်ပွဲဖြစ်လာနိုင်ပြီးတော့ Nation League မှာပြသထားတဲ့ပေါ်တူဂီရဲ့စွမ်းဆောင်ရဆိုရင်တော့ကမ္ဘာပလာမျော်လင့်ခွင့်တော့ရှိနေတာဖြစ်ပါရင်ဒါဆိုရင်လာမယ့်2026ကမ္ဘာပလာမှာရယ်ဒိုသာပေါ်တူဂီနဲ့အတူဖို့ဆွဲခဲ့ရင်ဘာတွေဆက်ဖြစ်လာနိုင်မလဲ။နံပါတ်1ရယ်ဒိုမန်စီညင်းခုံမှုကြီးကပြီးဆုံးတော့မှာမဟုတ်ဘူး။ဟုတ်ပါတယ်မန်စီနဲ့ရယ်ဒိုကြားစူပလာယာရှိမှုကိုအချိုးချကြည့်မယ်ဆိုရင်ကမ္ဘာပလာကအဓိကကြားနေပါရင်ရယ်ဒိုကကမ္ဘာပလာမရဘူးဘူးမန်စီကရဘူးတဲ့ဆိုတဲ့စကားတွေဟာရယ်ဒိုအောင်မြင်ချိန်တိုင်းမှာဟိတ်တာတွေထုတ်ပြောခဲ့တဲ့စကားတခုဖြစ်လာခဲ့ပါရင် ဒိုးချင်းစုတွေဖြစ်တဲ့ရှေဘော်လုံးစုတို့ဥရောပရှေဘော်နယ်စုတို့မှာမက်ဆီကအသာရတယ်ဆိုတာလက်ခံပေမဲ့ရယ်လိုဆိုတာကလည်းဘော်လုံးသမိုင်းမှာမတူညီတဲ့အနည်း၄ခုကနေရှေဘော်နယ်စုရယူထားတဲ့ကစားသမားတယောက်ဖြစ်ပါရင်ဒါအပြင်ဂိုးပေါင်းထောင်ပြည့်မှတ်တိုင်ကိုပါစိုက်ထူနိုင်ခဲ့ရင်မင်းတို့မက်ဆီကဂိုးထောင်ပြည့်အောင်သွင်းနိုင်လားဆိုတဲ့မေးခွန်းတွေကိုလည်းသူတို့ဖန်နေကြမှာမြင်တွေ့ရအောင်မှာဖြစ်ပါရင်ဒါကြောင့်ရနေတိုသာကွာပလာရခဲ့ရင်မက်ဆီနဲ့ရနေတိုဘသူပိုကောင်းလဲဆိုတဲ့ငင်းခုန်မှုကြီးကပြန်လည်စတင်လာအောင်မှာဖြစ်ပါရင်နံပါတ်2သုံးမျိုးထိတ်ခေါင်ဆွေးရကစားမှာဘောလုံးလောကမှာနိုင်ငံအဆင့်အမြင့်ဆုံးဆိုပလာကဘာပလား ကလန်စင်အမြင့်ဆုံးစူပလာဖြစ်တဲ့ချန်ပီယံလိဒူးချင်းစူနေတဲ့မှာအမြင့်ဆုံးဖြစ်တဲ့ဘော်လိုနီယောသုံးခုစလုံးကိုရယူနိုင်ခဲ့တဲ့ကစားသမားက၉ဦးသာရှိပါတယ်တကယ်လို့ရနေဒိုသားကဘာလာရခဲ့ရင်တော့၁၀ဦးမြောက်ကစားမဖြစ်မှတန်းဝင်သွားမှာဖြစ်ပါတယ်ရယ်ဒူအာချန်ပီယံလိဖလားကို၅ချိန်တိစုခုရရှိထားသလိုဘော်လိုနီယောစုကိုလည်း၅ချိန်တိစုခုရရှိထားခဲ့သူဖြစ်ပါတယ်အပြီးပြည့်စုံဆုံးကစားသမားရဲ့နေဝင်ချင်းအပေါ်မှာပြောခဲ့သလိုပါပဲရယ်ဒိုအတွက်လိုအပ်နေတာကကွာဘလာတစ်ခုပဲကြာပါရင်ရယ်ဒိုသားပရီးမီးယားလိဂ်လာလီဂါစီးရီးအသုံးခုစလုံးကိုအွန်လိုင်းကဲပြီးတော့မစ္စတာချန်ပီယံလိဂ်ဆိုပြီးတော့နာမည်ပြောင်ရတဲ့အထိချန်ပီယံလိဂ်မှာလည်းလွှမ်းမိုးနိုင်ခဲ့ပါရင် ဘရော်နီယားစင်မြင့်ထက်ကိုလည်း၅ချိန်နေတက်ရောက်ပြီးတော့၅ချိန်နေဆူရရှိခဲ့တာဖြစ်ပါရင်ဒါအပြင်ခုဆိုရင်နိုင်ငံအသင်းနဲ့တူ view ကို Nation League လို့ဖလားတွေလည်းယူပြထားပြီးဖြစ်ပါရင်ဒါကြောင့်သူသာကွာဖလားကိုထည့်ရခဲ့မယ်ဆိုရင် Red War ကစားမပွားကိုအပီးပြေဆုံးဆုံးအနေထားနဲ့စတင်နိုင်မှာလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာ view လေးကလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ